စ္စတန်ဆိုတဲ့ကလာတန်ရဲ့ဟိုကျေယိုးအရာကျွန်တော်ကြည့်လိုက်ချင်းအဖြစ်ကျွန်တော်တို့ဒီကျေယိုးကဟိုမသဘောထွက်နေချင်းဖြစ်တယ်အဒီလက်တိုင်မရှိတဲ့ခါကျွန်တော်မသဘောပဲထွက်တယ်တူတူလည်းပဲဒီကောင်ကဒီလိုမျိုးပြန်ဘယ်လိုမှထောက်လိုက်တဲ့ခါကျတော့ဒီကောင်ကဘယ်လိုမှအောင်တယ်ဒါပေမဲ့လို့အဲဒီအောင်တဲ့ခါကျတော့ရိုးရိုးပဲအောင်တယ်ကျွန်တော်ပြောရမှာပါ နောက်မိုးလေဝသအခြေအနေနဲ့ကျွန်တော်ကြည့်လိုက်တဲ့အခါကျွန်တော်ပတ်သမားတစ်ချက်တူလိုက်တဲ့အခါကျတော့ကျက်သွေးကလဲငယ်ထွက်တယ်နောက်ဒီကပူထွက်တယ်နောက်ဒီကပူထွက်တယ်အဲ့ဒါမိုးလေဝသအခြေအနေကပြောလိုက်မယ်ဆိုတော့အဲနေစကျတော့မိုးနေနေတော့ခေါမနောက်တစ်ခေတ်ကျတော့မိုးတော့ပုံမှန်မဖြစ်မှာဟုတ်ကျွန်တော်အဲ့လိုမျိုး လာဘရမအဲ့ဒီတကွန်တိုက်ကိုမဖြက်စီးနိုင်အောင်သူတို့အကွယ်ထားပြတယ်ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဘရမကျဲကျဲထားရချင်းရင်းတဲ့အတွေ့ပဲကျတော့ကျဲဟာအဲ့ဒီဟိုလမ်းပြကျဲလို့သူတို့ပြောထားတယ်အဲ့လမ်းပြကျဲဆိုတော့ဒူုံကျဲပေါ့ကဟုတ်ကဲ့အဲမြောက်ဖက်အရာရှိတဲ့ခါကျတော့ကျွန်တော်ဘလိုပဲဖြစ်လမ်းမခဲ့ရင်လည်းကျွန်တော်ဒူုံကျဲကျွန်တော်သိခဲ့ရင်မြောက်ဖက်အရာရှိကျွန်တော်ပြရချင်းဖြစ်တယ် နော်ရမလာလာဆိုလူသားတို့အတွက်ဒီနေ့တာရဲ့လုပ်ငန်းဒီကိုသူအချင်းအခါပြရပေါ့ဥမာတကူလာဆိုဘာပွဲတွေရှိရမလဲနော်ပစုံလာဆိုဘာပွဲတွေရှိလဲအဲ့လိုမျိုးသူတို့အဲ့လိုမျိုးနောက်ကောကောရဲ့တင်းချာဘယ်လာဘာညာအဲ့လိုမျိုးပေးထားတဲ့စကားပုံတွေလည်းရှိရပေါ့နော်ဘယ်လိုနေမင်းဘာသူဘာသာအားလုံးကိုအလိမ့်ပေးတယ်သူတို့မှာအဲ့ အထုမြထားဖို့မှာအဲ့ဒီဒီကုန်းထဲထိမှထားခဲ့တယ်။တော့အဲ့လိုမျိုးနည်းနည်းကောက်ထားတဲ့ဟာကျတော့ကုတ်ကားဆိုတာကုတ်ကားဆိုတာအရှင်းနဲ့အနောက်တောင်မြောက်ဆိုတာသူတို့ပြထားတယ်။တော့အဲ့ဒီသူတို့အဲ့လိုမျိုးနည်းနည်းကားထားတာဟာကျတော့အဲခေါင်မိုးပေါ့။အဲ့ဒီအပေါ်ကဒီလိုမျိုးအဲ့ဒါကဖျားအိမ်နောင်လို့ခေါ်ထားတယ်။အော်ပေါ်ကတော့ဖျားအိမ်နောင်ရဲ့ခေါင်မိုးလို့ပြောတာ ။နောက်အဲ့ဒီအလုံးကလေးကတော့မိုးကောင်းပြီးသမတ်တာ။嗯。